down dead on down အကလူဝိရှ်ဒီကရေတပ်ကကတော့ဗမော်မြို့တိုင်တိုက်ပွဲတကြောပြန်ပြန်လဲပြင်းထန်ခဲ့တဲ့တဲ့င်းအပြင်တနိုင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူပေါင်းတပ်ဟာစစ်ကြောင်းထိုးလှုပ်ရှားပြီးပြည်သူတွေကိုဖမ်းဆီးနေတာတွေစစ်ကောင်စီတပ်ကလိုင်စာမြို့ကိုအတိခံဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့တာတွေနဲ့မြစ်ချီနာမြို့မှာပုံပေါက်ကွဲမှုကြောင့်လူထိခိုက်တာတွေဖြစ်ပွားခဲ့ပါတယ် သုံးလကျော်ကြာတိုက်ပွဲပြင်းထန်နေတဲ့ပုံပုံမြို့တိန်တိုက်ပွဲဟာပြီးခဲ့တဲ့ရက်သတ္တပတ်ကတကြော့ပြန်တိုက်ပွဲပြင်းထန်စွာပြန်လည်ဖြစ်ပွားခဲ့ပါတယ်။ KYA ပူးပေါင်းတပ်ဟာပုံပုံမြို့ရဲ့အင်အားအကြီးဆုံးတပ်ဖြစ်တဲ့စကခ21ကိုဆက်လက်ဝန်းရံတိုက်ခိုက်နေပြီးစကခ21ကိုကာကွယ်ပေးထားတဲ့ကာကင်းစခန်းတချို့ကိုလည်းသိမ်းပိုက်ခဲ့တယ်လို့သိရပါတယ်။စကားခါ27အပြင်ဗမော်တက်ကရိုနဲ့ခလာရ40ခွန်အနီးတဝိုက်မှာလည်းတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်ပြုလုပ်ခဲ့ပါတယ်။တိုက်ပွဲအတွင်း KNY ပူးပေါင်းတပ်ဟာစစ်ကောင်စီတပ်ရဲ့ဒရုန်း9စီးကိုပစ်ချခဲ့ပြီးအဲ့ဒီဒရုန်း9စီးမှာအပူလိုင်းခြေရာခံစနစ်ပါဝင်တဲ့ညဘက်သုံးနည်းပညာမြင့်ဒရုန်းတွေလည်းပါဝင်တယ်လို့ KNY သတင်းမြင့်တွေစီကသိရပါတယ်။ပြီးခဲ့တဲ့နှစ်ကစပြီးစစ်ကောင်စီတပ်ဟာသူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုဒရုန်းတင်တန်းတွေပေးနေတယ်လို့ဗမာမြို့တိုင်းတိုက်ပွဲမှာအဆင်မြင့်ဒရုန်းတွေနဲ့တိုက်ခိုက်နေတယ်လို့စီးရီးလေလာသူတွေကဆိုပါတယ်။ ဗမော်မြို့မှာအင်အားအကြီးဆုံးခံတပ်ဖြစ်တဲ့စကခ27တပ်ဟာဧရိယာကျဲဝန်းပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများပြားနဲ့စုစည်းထားတယ်လို့ဒေချောင်းလက်နက်ကြီးနှီးပညာမြင့်ဒရုန်းတွေနဲ့ခုခံနေတဲ့အတွက် KIA ပူးပေါင်းတပ်ဟာအချိန်ယူတိုက်ခိုက်နေတာဖြစ်တယ်လို့စီးရီးလေးလာသူတွေကတုံ့တက်နေကြပါတယ်။စစ်ကောင်စီတပ်ဟာကုန်းချောင်းရေချောင်းဖြတ်တောက်ခံထားရတဲ့အတွက်ဗမော်မြို့ကိုလေချောင်းတစ်ခုနဲ့အာကိုဝီစစ်အင်အားနဲ့လက်နက်ခင်းရန်ပို့ဆောင်တာတွေဒဏ်ရာရသေးဆုံးစစ်တီတွေကိုတည်ဆောင်တာတွေလှုပ်ဆောင်နေပါတယ်။ သုံးလကျော်ဖြစ်ပေါ်နေစေပုံမမျိုးတိန်တိုက်ပွဲမှာစစ်ကောင်စီတိုက်ရော KNY ပူပေါင်းတပ်ပါအထိအခိုက်ကြဆုံများနေတယ်လို့တရင်းကြီးမင်းသွေးစီကသိရပါဗျ။ပြီးခဲ့တဲ့ရက်တက်ဘက်ကတနိုင်းဒေတာက KNY တိုက်ရင်၁၄ရက်ကာကင်းစခန်းကိုစစ်ကောင်စီနဲ့မင်းစီတန်ပီတုစီပူပေါင်းတပ်ဖွဲ့တို့တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တနိုင်းဒေတာမှာစစ်ကောင်စီပူပေါင်းတပ်ဟာစီးရင်လှုပ်ရှားမှုတွေမကြာခဏပြုလုပ်နေပါဗျ။ မတ်လ17ရက်နေ့ကတနိုင်းမြို့ဒေသကုကဲမှုစစ်ဌာနချုပ်ဒါကာစာတပ်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ဌာနေပြည်သူ့စစ်ပူပေါင်းတပ်ဟာတနိုင်းမြို့နယ်နောင်ရမ်ချောင်းတလျှောက်မှာရှိတဲ့ဒေသခံပြည်သူတွေရဲ့တောင်ယာနဲ့လေယာတွေမှာစစ်ကြောင်းထိုးလှုပ်ရှားခဲ့ပါတယ်။အဲဒီစစ်ကြောင်းဟာတနိုင်းဒေသခံအမျိုးသား၃ဦးကိုဖမ်းဆီးခဲ့ပြီးနောက်တနေ့မှာတော့ပြန်လွတ်ပေးခဲ့တယ်လို့ဒေသခံတွေစီကအတည်ရပါတယ်။ ဒါအပြင်အခုမတ်လအတွင်းပြည်သူ့စစ်တပ်ဖွဲ့ဟာတနိုင်းမြို့ထဲစစ်စည်ရေးတင်းကျပ်နေတဲ့အပြင်စစ်သားစုဆောင်ရေးတွေအတင်းကျပ်လှုပ်ဆောင်နေတဲ့အတွက်ဒေသခံတွေစိုးရိမ်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ရက်တတဘက်ကစစ်ကောင်စီတပ်ဟာ KNA ဌာနချုပ်လိုက်စာမြို့ကိုအသေးခံဒရုန်းနဲ့ထပ်မံတိုက်ခိုက်ခဲ့ပါဗျ။ပြီးခဲ့တဲ့မတ်လ7ရက်နေ့မနေ့တနိုင်းခွဲလောက်မှာစစ်ကောင်စီတပ်ရဲ့အသေးခံဒရုန်းတစ်စီးဟာလိုက်စာမြို့ကိုကြားရောက်ပောက်ကွဲခဲ့ပေမဲ့လူထိခိုက်မှုမရှိဘူးလို့သိရပါဗျ။ စစ်ကောင်စီတပ်ဟာလိုင်ဇာမြို့ကိုဇန်နဝါရီလကတကြိမ်ဖေဖော်ဝါရီလကလည်းတကြိမ်အတေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့ပါတယ်စစ်ကောင်စီတပ်ဟာအရင်ကလိုင်ဇာမြို့ကိုလက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပေမဲ့အခုနောက်ပိုင်းမှာတော့အတေခံဒရုန်းတွေနဲ့ပြောင်းလဲတိုက်ခိုက်လာတာကိုတွေ့ရပါတယ်ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့မိချီနာမြို့မှာပြီးခဲ့တဲ့မတ်လ12ရက်နေ့ညပိုင်းကဘုံးပေါက်ပွဲမှု9ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီးအမျိုးသားတအူးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် ဒုက္ခထောင်ရက်ခွဲကဈေးအနီးမှာပောက်ကွဲခဲ့တဲ့ပုံကြောင့်အသက်50ကျော်အရွယ်အမျိုးသားတအူးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ဘုံတွေဟာ9မိနစ်ကြာတခါပောက်ကွဲခဲ့တာဖြစ်ပြီးတက်ကုံရက်ခွဲဒုက္ခထောင်ရက်ခွဲဆံပြရက်ခွဲတွေမှာပောက်ကွဲခဲ့တယ်လို့ဒေတာခဏတွေကဆိုပါတယ်။အခုလလဇန်ပိုင်းကဆာပြီးစစ်ကောင်စီတပ်ဟာမြစ်ကြီးနားမြို့တွင်ရက်ခွဲတွေနဲ့လမ်းစုံလမ်းခွတွေမှာစစ်စေးရင်တင်းကျပ်နေတဲ့အပြင်ညပိုင်းတွေမှာလက်နက်ကြီးပောက်ကွဲတာတွေလည်းထွက်ပေါ်နေတယ်လို့ဒေတာခဏတွေစီကသိရပါတယ်။ ပြီးခဲ့တဲ့ရက်သက်သက်ဘက်ကတော့ဗမော်မြို့မှာတကြော့ပြန်တိုက်ပွဲပြင်းထန်နေပြီး KNA ဘူအောင်တပ်ဟာစစ်ကောင်စီတပ်ရဲ့ဒရုန်းတွေကိုပစ်ချခဲ့တယ်လို့စစ်ကောင်စီတပ်ကလည်းအေယာဝတီမြစ်အနောက်ဘက်ခြမ်းကဒေသတွေမှာစစ်ရေးပြင်ဆင်မှုတွေခက်ဆိတ်ဆိတ်ပြုလုပ်နေဆဲဖြစ်ပါတယ်။လာမယ့်အပတ်တွေမှာတော့ဗမော်မြို့ကအင်အားအကြီးဆုံးတပ်ဖြစ်တဲ့စကခ21ကို KNA ဘူအောင်တပ်တွေတင်ပိုက်နိုင်မလားစီတဲမှာနေတဲ့အေယာဝတီမြစ်အနောက်ဘက်ခြမ်းကဒေသတွေမှာစီးရဲအခြေအနေဘယ်လိုဖြစ်လာနိုင်မလဲဆိုတာဆက်လက်စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်ခင်ဗျာ